ပြန်မယ်တိုက်မယ်ပြန်မယ်တိုက်မယ်ဆိုတာကြီးပဲဖြစ်နေတာပြန်မယ်တိုက်မယ်ပြန်မယ်တိုက်မယ်เนาะအဲ့တော့ don't အကောင်းတဲ့ပြကြောင်းမို့လို့ ee လဲစစ်ကြောင်းလိုက်ကြီးပြုတ်နေပြီတမ်းပါပါเนาะ kie လဲပို့ဆိုပါစက်ကြာနေပြီอืม pdf တွေဆိုလို့ရှိရင်ခေါ်လို့တော့မရတော့ဘူးစကမေးတော့မရတော့ဘူးမလာဘူးလေအပုံစံမျိုးတွေဒီဖြစ်နေပြီကေကူမတော်လိုင်းဘက်ကလွေဘက်ကြီးဟာသဆန်ဆန်နဲ့ဖြစ်နေပြီးတော့ငှက်ကင်စားရင်းနဲ့ငှက်ကင်အသားလေးကိုဒီကောင်လေးရဲ့ဟာသတွေနဲ့အိုင်ကြည့်ပြီးမီးရတယ်ဆိုတဲ့သဘောတရားပါဗျာ ကျွန်တော်နိုင်ငံမှာကအခု2025ကိုရွေးကောက်ပွဲကျင်းပမယ်လို့အစိုးရကတရားဝင်ကြေညာပေးပြီဖြစ်တဲ့အတွက်မြန်မာနိုင်ငံမှာကရွေးကောက်ပွဲမဲဆွယ်စီယုံရှင်မှာအလို့ကြတက်ပြခံရမှုတွေဘယ်လောက်တောင်ကျုံတွေ့ရအောင်မလဲဒူးဒူးကြတဲ့မှာစိုးရိမ်နေရှိတယ်ဒူးဒူးကြတဲ့မှာစိုးရိမ်စိတ်ရှိရမို့နင်တို့ဘောမာတွေကစိုးရိမ်နေတာအလုံးမျိုးတွေအားလုံးပဲငလင်ပေးနဲ့မေးပေးတယ်မှာမြန်ဆုံးကင်းဝေးကြပါစေလို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ကိုဂျက်ရိုလူရှင်ချန်နယ်လေးရပြန်လည်ကြိုဆိုလိုက်ပါရစေဒီလိုရီရီရရှင်မျိုးတို့တော့ပြေးကြမှာတော့ယနေ့မေလ22ရက်နေ့ရဲ့ နောက်ပိုင်းအထိနောက်ဆုံးရရှိသတင်းချို့ကိုကျင်းကျုပ်ဖော်ပြပေးသွင်းဖြစ်တဲ့တော်လိုင်းမျိုးတွေအားလုံးပဲစုံလင်ကြည့်ရှုပေးဖို့ဒီနေရာထပ်မံတောင်းဆိုလိုက်ပါရစေ။ရောင်းစုံနေနဲ့ကတော့စစ်ကောင်းဆောင်များကလကောင်းတို့ရဲ့ကုကျူးစည်းပွားအတွက်နိုင်ငံတော်အာဏာကိုအတင်းအကျပ်မှအရေရသဖြင့်တင်ထားဒီမှာဒီနေ့မှဆိုရင်တော့အောင်း952ရက်ရှိပြီပါတယ်။မနိုင်ငံတကာစစ်ကောင်းစီကတရက်တာတွင်စစ်ကွေးတည်ဆုံမှုစီးရင်မှာတော့အချင်းမီနဲ့ပြည်ကူမျိုးနဲ့မှာ15ကောင်၊ဘကိုးတိုင်းနဲ့တလင်းမျိုးနဲ့မှာ7ကောင်၊ဘိုးတိုင်းကောင်းတဲ့မျိုးနဲ့မှာ3ကောင်၊ဘကိုးတိုင်းနဲ့တလင်းမျိုးနဲ့မှာ2ကောင်၊ပြင်းပြင်းနဲ့တန်တောင်ကြီးမျိုးမှာ8ကောင်၊နဲ့တလေးတိုင်းညောင်ဦးမျိုးနဲ့မှာ9ကောင် န္တလေးတိုင်းငန်းစုမြို့နယ်မှာ9ကောင်းမန္တလေးတိုင်းမြင်းကြံမြို့နယ်မှာ3ကောင်းသုံးခဲ့ပြီးတော့အကွေးတိုင်းမြန်မြို့နယ်မှာတော့တော်လိုင်းရဲဘော်4ဦးတာဆုံးခဲ့ရပါတယ်။ဒီအထက်မှာပဲစစ်ကောင်စီကစစ်ကွေး48ကောင်တွေတေဆုံးခဲ့တာကိုလည်းသိရှိရပါတယ်။ ြစ်ကြခဲ့တဲ့မီးတောင်ထားတဲ့ရဟင်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်း16လောင်းနဲ့လက်နက်14လက်ထံမှာလည်းတွေ့ရှိခဲ့ကြောင်းဓပုံမှတ်တမ်းများနဲ့တော့ပေါ်ပြခဲ့တာကိုတွေ့ရှိရပါတယ်။အချင်းလွတ်လပ်ရေးတမတော် KIA ဟာပြစ်ချခဲ့တဲ့ရဟင်းပျက်စီးရှိရာနေရာကို KIA ရဲဘော်များထပ်မံတွားရောက်ကြည့်ရှုရမှာတော့မီးတောင်နေတဲ့ရဟင်းပျက်စီးတွေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်းများထပ်မံတွေ့ရှိခဲ့တာလို့ပြောထားပါတယ်။တော်တင်ပြကြနေတဲ့စစ်ကောင်စီရဲရင်ရှိရာကို KIA နဲ့ KBDF ရဲဘော်များမနေ့ကတွားရောက်ကြည့်ရှုရမှာမီးတောင်နေတဲ့ရဟင်းဘေးမှာစစ်ကောင်စီလေတပ်မှဗိုလ်ကြီးအဆင့်ရဲ့အလောင်းတွေကိုတွေ့ရှိခဲ့ပြီး ဒီနေ့ထက်မှန်တွားရောက်ကြည့်ရှုရမှာတော့မီးလောင်နေတဲ့ရဟန်အပျက်စီးများကြားမှာစစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်း16လုံးတွေ့ခဲ့တာလို့လည်းသိရှိရပါတယ်။ဒါပြင်လက်နက်ကြီးလက်နက်ငယ်14လက်ထက်မှန်နဲ့လည်းကောက်ယူစုဆောင်ရရှိခဲ့လို့တပ်ဖွဲ့များနဲ့တကွာပေါ်ပြထားပါတယ်။နောက်ထပ်သတင်းမှာတော့ပါတီတို့ကတော့ချဲပေါက်နေသလားအောင်ထင်ရပါတယ်။အကောင်ကြီးဖွဲ့ပြီးတစ်ဖွဲ့အုပ်ပြီးတုပ်ကိုခေါ်ခေါ်တီးနေသလိုပါပဲ။ကရင်မျိုးသားစီယုံ KNU တက်မှာခွန်မြေမြေကိုအိုင်းမြန်မာနေဆက်တောင်းရင်မြစ်ခြေဆိုင်စစ်ကောင်စီတပ်စခန်း၈ခုရှိပါတယ်။အဲဒီ၈ခုလုံးကိုတိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း KNU ဘဝထုတ်ပြန်ပြီးတိုက်ပွဲမှာတော့ တပ်ဘိုးတမူးများနဲ့ရဲဘော်ရဲဘက်တွေကိုဒီနေ့ဂုံပြူခန်းနာတွေနဲ့ကျင်းပပေးရလို့သိရှိရပါတယ်။တပ်မောက်ခွန်တွေ့မှာရှိတဲ့တောင်းမင်းမြေခြေဆိုင်တဲ့စစ်ကောင်စီတပ်စခန်း၈ခုလုံးကို2024ဒီဇင်ဘာလ16ရက်နေ့မှာ2025မေလ19ရက်နေ့ထိ9လအတွင်းတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာကိုလည်းထုတ်ပြန်ထားပါတယ်။တိုင်းမြန်မာနယ်စပ်မှာရှိတဲ့မော်ဖိုကေစခန်းပြင်မော်ဖာတူတာလဲတခေါပီခွီးပူလူတူအခလေဒီမော်ကွီလူလေဝစတဲ့စစ်ကောင်စီခြေကိုစခန်း၈ခုကိုသိမ်းပိုက်ခဲ့တာကိုလည်းထုတ်ပြန်ထားတာတွေ့ရှိရပါတယ်။ နောက်ထပ်သတင်းမှာတော့ပဲခူးတိုင်းဇလီမျိုးနဲ့ကွင်းကျဲကြီးရွာကစစ်ကောင်စီစကန်ကိုတောင်းရဆက်တိုက်ခိုက်ပြီးနောက်ဖြက်စီရှင်းနေနိုင်ခဲ့တယ်လို့တရားဝရီခင်အမှတ်တိန်ကသတင်းထုတ်ပြန်လိုက်ပါတယ်။ကွင်းကျဲကြီးရွာစစ်ကောင်စီထိုင်စကန်ကိုမေလ18ရက်နေ့ကနေမေလ20ရက်တိုက်ခိုက်ခဲ့တယ်လို့လည်းဆိုပါတယ်။အပွဲတွင်စစ်ကောင်စီတပ်ဖွဲ့ဝင်10ဦးတေဆုံးခဲ့တယ်လို့လည်းသိရှိရပြီးတာဝရီခေအမှတ်တိတရင်ကလည်းထုတ်ပြန်ထားတာဖြစ်ပါတယ် နောက်ထပ်သတင်းမှာတော့မွန်ပြည်နယ်မူရုံမြို့မှာရှိတဲ့စစ်ကောင်စီရဲ့အမြောက်တပ်အမတ၃တရှိတို့တိုက်ခိုက်ရမှာတော့စစ်ကောင်စီတသားချို့တေဆုံးထိခိုက်မှုရှိတယ်လို့မွန်ပြည်သစ်ပါတီစစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ကနေပြီးထုတ်ပြန်လိုက်ပါတယ်။မော်လမြိုင်တန်ဖြူစရဲလမ်းမကြီးပေါ်မှာရှိတဲ့ရောင်ထောင်းကြီးရွာနီးတဲဆွဲထားတဲ့အမတ၃တရှိကို MNFSB မူရုံမြို့နယ်တပ်ကနေပြီးတော့မနေ့ကနေ့ကတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။နှစ်ဖက်ရင်ဆိုင်တိုက်ပွဲနိုင်ဝက်ကံဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်ကတဝူးသေးပြီး၅ဦးဒဏ်ရာရရှိခဲ့ကြောင်းလည်းဖော်ပြထားပါတယ်။နောက်ထပ်သတင်းပုံတွေနဲ့ကတော့မကြာမီမှာ ခေါင်းဆောင်စစ်ရှုံးမင်းအောင်နိုင်ကနေပြီးကျင်းပမယ်လို့ကြေညာထားတဲ့ရွေးကောက်ပွဲမှာစတင်ပြီမှာပဲရွေးကောက်ပွဲကိုထောက်ခံသူများကလည်းဘောမှတတိုက်ကလည်းပြီးနေတာတွေ့နေရပါတယ်အဲ့ဒီမှာတော့တချို့ကတော့ရွေးကောက်ပွဲမှာလွတ်တော်တွေကိုအောက်လန်းကနေပြီးတော့ခွေးတို့ဘောကဝင်နေတဲ့သူတွေလည်းမြပြနေသလိုတက်ကောင်စီမင်းအောင်လိုင်းလက်ထက်မှာလည်း နေရာရကြင်နိုင်ကောင်းနေရအများပြောက်တွေ့နေရပါတယ်။အဲ့ဒီမှာတော့စစ်ကောင်စီဝါဒဖြန့်စကားတွေမှာအမြဲတွေ့ရလေးရှိတဲ့တရုတ်ဆောင်အကယ်ဒမီခန့်စီသူဟာဟန်ဒလီမျိုးပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ယုံဝင်နှမ်းများနဲ့ဝင်နှမ်းမိသားစုများအတွက်ချက်သိမ်းနေရာတံမိုးရှိတဲ့စားတော့ဖျံများကိုလှူဒန်းခဲ့ကြောင်းစစ်ကောင်စီကလည်းမြန်မာအလင်းသတင်းသားမှာအပြည့်အဝဖော်ပြခဲ့ပါတယ်။စစ်ကောင်စီဟာစစ်ကောင်စီကရွေးကောက်ပွဲကျင်းပရန်ပြင်ဆင်လာပြီးလာမည့်ဒီဇင်ဘာနဲ့ဇန်နဝါရီလတွင်နောက်ဆုံးထကျင်းပမည်ဟုစစ်ကောင်ဆောင်မင်းအောင်လိုင်ကနေပြီးတော့ကိုယ်တိုင်ထုတ်ပြောထားပြီးလိုင်းအင်အားစုများကမှတရားမျှတမှုရှိသည့်ရွေးကောက်ပွဲမဖြစ်ဘဲစစ်အာဏာရှင်သက်ဆိုးရှည်စီမည့်ရွေးကောက်ပွဲတစ်ခုသာဖြစ်ကြောင်းပြောကြားထားပါတယ်။ ကျွန်တော်နိုင်ငံမှာကအခု2025ကိုရွေးကောက်ပွဲကျင်းပမယ်လို့အစိုးရကတရားဝင်ကြေညာပေးပြီဖြစ်တဲ့အတွက်မြန်မာနိုင်ငံမှာကရွေးကောက်ပွဲမဲဆွဲစည်းရုံးရှင်မှာအလို့ရတပ်ဖြတ်ခံရမှုတွေဘယ်တော့တောင်းကြိုးတွေးရအောင်မလဲလူတို့ကြားထဲမှာစိုးရိမ်နေရှိလူတို့ကြားထဲမှာစိုးရိမ်နေရှိရမဟုတ်နေလို့ဘောမာတွေကစိုးရိမ်နေတာရွေးကောက်ပွဲကိုမဲသွားပေးမယ်ပြည်သူတွေကြားထဲမှာလည်းစိုးရိမ်နေရှိတယ်ရွေးကောက်ပွဲမဟုတ်ဘူးနော်ကျမတို့ တကောင်စီရင်ကောက်တဲ့အခါမှာတော့မတကောင်စီကောက်တဲ့အချိန်လုံးကတော့မနော်ရန်ကုန်မြို့လေကောင်မှာတကောင်စီကောက်တဲ့ခွဲတွေကိုလက်စစ်ပင်းနဲ့ပြတ်ပေါက်ပြီးမီးရှို့ခဲ့တဲ့အခိုက်တန်ကြီးပြဿနာကြီးကြုံတွေ့ခဲ့ရတဲ့အတွက်ရွေးကောက်ပွဲလိုချားရတဲ့ဒီဝေးကောက်ပွဲကိုဖြစ်သူတွေယုံကြည်မှုရှိလာအောင် ပြည်သူတွေပူးပေါင်းပါဝင်လာအောင်ရွေးကောက်ပွဲကကျင်းပမယ်နိုင်ငံရေးစနစ်နော်အခုရွေးကောက်ပွဲမှာကျင်းပမယ် PR နဲ့ APD စနစ်နဲ့ကျင်းတော့မယ်နော် PR လို့ပြောလိုက်တာ ਨੇ ကျွန်တော်တို့ပြည်သူတွေမှာမေးတဲ့အချက်နှစ်ချက်ရှိရယ် PR လို့ပြောလိုက်တာ ਨੇ ပါတီကိုမဲပေးရွေးချယ်ရမှာလားကိုယ်တိုင်လောင်းကိုမဲပေးရွေးချယ်ရမှာလားဆိုတဲ့အချက်နှစ်ချက်ရှိပါတယ်ဒီအချက်နှစ်ချက်ကိုလည်းပဲအစိုးရအနေနဲ့ကကြိုတင်ပြီးတော့တက်တီပညာရှင်တွေကနေတဆင့်ပြည်သူလူထုကိုအသိပညာပေးဖို့လိုပါတယ် ီသူလူလူကမေးချင်တာကတော့ပါတီကိုမေးပေးရမှာလားကိုယ်စားလှယ်တွေကိုမေးပေးရမှာလားမဟုတ်ဘူးပါတီတကူလုံးကိုရှင်းပေးရမှာလားကိုယ်စားလှယ်တွေတကောင်ချင်းစီကိုရှင်းရမှာလားအဓိကထားပြီးမေးမှာပဲဖြစ်ပါတယ်ကဲဘာပြောမနိုင်ရမှာလက်ရှိချိန်မှာတန့်ဖို့ပါတီတို့အင်အားကြီးပါရဲ့ဆိုပါတီရဲ့ကောင်းနေတော့ဘယ်သွားသွားပုံရှုွက်ရှုသွားနေရတဲ့အချိန်မှာဒီကိုကိုရေးကြည့်ပါလေကျော်ရွေးလောက်ပဲလို့ပြောလိုက်တာ ਨੇ ရွေးလောက်ဘက်ကနေတက်လာတဲ့အစိုးရအစ်စ်ကတိုင်းရင်းသားခွင့်ရတကယ်ပြင်းနိုင်မလားရွေးလောက်ဘက်ကနေတက်လာတဲ့အစိုးရအစ်စ်က တိုင်းရင်းသားခွင့်ကိုပေးနိုင်တဲ့အာဏာရှိတလားရဲအစိုးရအစိုးရဆိုတဲ့စကားကသူတို့တကယ်ပြောနေတာပါတကယ်တော့သူတို့အစိုးမရတော့တော့အမှန်ပါပဲသူတို့အသက်တော်သူတို့အစိုးမရတဲ့အခြေအနေဖြစ်နေတာပါဘယ်တော့တော့ပုံရှုကွရှုတွားနေရတဲ့ကောင်းကြီးဖြစ်နေတဲ့နေသားတစ်ခုမှာဘေးကောက်ပွဲတက်ပြီးတပတာကြီးဖြစ်လဲအိုတော်ရှင်းခံအောင်ပဲကွာမြို့တော်ထဲမှာ25ရာခိုင်နှုန်းပါနေတွေ့အတိုင်းသားခွင့်ရမရဘူးဆိုတော့ ဆွဆွဲပြောဆိုမှုတွေကကျမတို့အများကြီးချားရတယ်။ဆိုတော့စွတ်လွှတ်တော်ထဲမှာပါနေတဲ့25ရာခိုင်နှုန်းကိုကျမတို့ဘယ်လိုရှင်းဆကြမလဲ။ဒါကလည်းပဲရွေးကောက်ပွဲလို့ပြောတာနဲ့တစ်ဆက်ထဲမှာနောက်ဆက်တွဲပူးတွဲပါလာတဲ့ပြဿနာဖြစ်တယ်။ဒါပေမဲ့လွှတ်တော်မှာ25ရာခိုင်နှုန်းရှိသည်ဖြစ်စေမရှိသည်ဖြစ်စေကျန်တဲ့85ရာခိုင်နှုန်းကတော့ခင်ဗျားတို့နှလုံးသားတွေထဲမှာတိုင်းရင်းသားတွေကိုတန်းတူခွင့်ပေးခြင်းနဲ့ဆန္ဒရှိသလား။အဲ့ဒါအရင်စဉ်းစားရမယ်။ဥပမာ ဦးတော်မင်းစိုးရဖြစ်တယ်။လောစုကြီးနဲ့အန်လေဒီ2010နဲ့မှာဂျားပင်ဝေကောက်ပွဲကနေလွှတ်တော်တဲ့ရောက်လာတယ်။ဦးတော်မင်းစိုးရကိုသူတို့အစိုးတင်သွင်းနေပုံမှန်2ချောက်တည်းပြင်ဆင်ပေးရည်။တိုင်းရတာခွေ။ဒါပေမဲ့ပြည်ခမျိုးပါလီကနေပြီးတော့ပေါက်ပွားလာတယ်။တမန်ဦးစိန်ကြီးတစ်ချောက်တည်းပြင်မပေးခဲ့ဘူး။ဆိုတော့ကတော့အနေဒီကနာမည်ကောင်းရပါတယ်ကျွန်တော်တို့ကတိုင်းရင်းသားခွင့်ရတဲ့ပုံမှန်နှစ်ချောက်တိကိုပြင်ပို့ချိုးစားပြင်မယ်အာနာရပါတီကပြင်ပေးခဲ့ဟုတ်ပြီအဲ့ဒီလိုနဲ့အနေဒီပါတီဆိုတာဖြစ်တဲ့ခါကျတော့ ဒီခိုင်မျိုးပါတီကတခါထပ်ပြီးအစိုးတင်သွင်းနေတိုင်းရဲသားအခွင့်အရေးအတွက်ပုံမှန်26တိပြစ်စင်ကြီးဒီခိုင်မျိုးပါတီကအစိုးတင်သွင်းနေအဲ့ဒီအစိုးကိုအံ့ဩဖို့ခေါင်းနာကတက်မော်သား25ရာခိုင်နှုန်းကထောက်ခံနေဆိုလိုချင်တာတက်မော်သား25ရာခိုင်နှုန်းမှာတိုင်းရဲသားတွေကိုအခွင့်အရေးပေးလို့ရတဲ့ဆန္ဒအပြည့်အဝရှိတဲ့အတွက်ပုံမှန်26တိပြစ်စင်ကြီးကိုထောက်ခံဆွေးနွေးတွေထောက်ခံတည်ပြုတယ်ဒါပေမဲ့ NLD ပါတီဆိုရာကပြင်မပေးခဲ့ဘူး ီခိုင်မျိုးအစိုးရဖြစ်တဲ့ NLD တိုက်ခိုက်ဖြစ်တဲ့26ရက်ပြင်ဖို့တို့အစိုးတင်းတင်းနဲ့ပြီခိုင်မျိုးပြင်မပေးဘူး NLD အစိုးရဖြစ်တဲ့ပြီခိုင်မျိုးတိုက်ခိုက်ဖြစ်တဲ့အတိုက်ခိုက်ဖြစ်တဲ့ပြီခိုင်မျိုးက26ရက်ကိုပြင်ပေးဖို့ကြိုးစားတယ် NLD ပြင်မပေးခဲ့ဘူးစုံလုံးဘက်တော်ကမှ95ရာခိုင်နှုန်းပါခြင်းမပါခြင်းထဲအဲ့ဒီကျမ်း95ရာခိုင်နှုန်းတော့လူတွေရဲ့ရင်ထဲမှာတိုင်းရင်းသားတွေကိုတကယ်ခွင့်ရပေးလို့ခြင်းနဲ့နိုင်ငံရေးဆန္ဒမရှိဘူးနိုင်ငံရေးစည်းရနာမရှိဘူးဒါကပုံနေတယ် ဆိုတော့အဲ့ဒီနိုင်ငံရေးဆန္ဒတွေမရှိဘဲနဲ့ကျမတို့ကပြည်တော်စုရေးလို့တာရဲတာရေးလို့ပြောနေလေအပေါ်ပဲဘာအဖြေမှထွက်မလာဘူးနောက်တစ်ခုက25ရာခိုင်နှုန်းပါနေတာမကြိုက်ဘူး25ရာခိုင်နှုန်းကိုဘယ်လိုဖယ်ထုတ်ကြမလဲ25ရာခိုင်နှုန်းဖယ်ထုတ်ရေးအတွက်တက်မော်ခေါင်းဆောင်ကပြောခဲ့တဲ့စကားရှိတယ်ဒါတော်စုကြီးဆိုရ21ရာစုပြည်လုံးဆိုပြီးဂျိုးပန်စင်ကာလာတွေကနော် ဟာလက်ရှိတချို့ကအင်ဒိုနီးရှားဝင်သွားတဲ့ခေတ်ကြမှာပြောခဲ့တယ်။ကျွန်မအမှန်မမှားဘူးဆိုရင်အင်ဒိုနီးရှားသွားတဲ့ခေတ်ကြမှာပြောခဲ့တာ။တခဏလုံးထာဝရရင်းချမ်းရေးရတဲ့နေ့တက်မတော်ဒီနိုင်ငံရေးကနှုတ်ထွက်တဲ့နေ့ကျွန်တော်တို့ NGA ကြိုးစားတယ် NGA ကောင်တယ်ခေါ်တယ်အဲမဘူတူကလည်းပြောပါတယ်တနိုင်ငံလုံးဟာဝါရငင်းငင်းရရနေတက်မတော်ကနိုင်ငံရေးထွက်တဲ့နေတဲ့တော်လိုင်းကြီးပြည်သူတွေကလည်းပြန်ပြောပါတယ်ပြည်သူတရက်လုံးကလည်းတက်မတော်ကအကုန်ပြုတ်တဲ့နေရတနိုင်ငံလုံးငင်းငင်းရရနေပါပဲ ဥစ္စာပတ်သက်တော့ AA တွေဆိုလို့ရှိရင်စစ်ကြောင်းလိုက်ပြုတ်တာပဲเนาะ KIA ဆိုလို့ရှိရင်သူတို့စစ်ကြောင်းတွေပြုတ်ကြမှာပို့စုပတ်သက်ပြုတ်တာပဲအတူလည်းပေးဆက်အောင်ကိုလည်းပေးဆက်အောင်အော်ဒီတိုက်ပွဲကိုဒီလမ်းကိုယူရေဘုံကယူတာယူတာကိုယ့်ဘက်ကအခုချိန်ထိကြောက်တယ်လို့ခြောက်တယ်လို့ကိုလူလည်းမျိုးဆိုတယ်လူလည်းမျိုးပဲယောက်ျားမလုံအဲ့ဒီကြောက်တယ်လို့ခြောက်တယ်လို့မဟုတ်ဘူးမင်းတို့ကအဲ့လိုမျိုး KIA ကအကုန်ပြုတ်ပြီးတော့ကြီးရအကုန်ပြုတ်ပြီးလို့ပြောတာတွေကိုမင်းပါအမျိုးမင်းတို့ကိုကြည်နေပြီးတော့တကယ်ထင်းနေတာ အော်မာတော့တကယ်က तू ကသူ့ရေကုန်ပြုတ်နေတာလို့ရှိရင်စစ်ကောင်းဆောင်မလုပ်နဲ့နော်နိုင်ငံရေးသမားလည်းမဟုတ်စစ်ကောင်းဆောင်လည်းမဟုတ်နိုင်ငံရေးသမားလို့ကိုကြနိုင်ငံရေးအတွေးမြင်ရှိလာဆိုတော့ဘာမှတွေးမြင်မရှိဘူးစစ်ကောင်းဆောင်လို့တတိရှိလာဆိုတော့နိုင်ငံကမှကြာရှုံးနိုင်ဟိုလူလက်မျိုးထိုဒီလူလက်မျိုးထိုအောက်ခြေလက်မျိုးထို तू ကအပြစ်ကင်းတယ်မင်းတို့ကလည်းစိတ်မကြည်မင်းတို့အဘဘောယူအုပ်ပုတ်ချပြန်ပြီပြီးပိုင်းပြန်မကြတော့ဘောမတွေကနိုင်ချင်းဘာကကုန်းကျင်နေမင်းတို့ကောင်တွေကဘောကတိုင်နေပတ်နေတာပဲ तू ကဟိုလုံးဝတော်နေတယ် အဲ့တော့ခင်ဗျားတို့ဇနဲ့ဗျာဒီဇနဲ့များခင်ဗျားတို့စစ်ကောင်းဆောင်လောက်ရတယ်လို့နော်ဟာဒီဇနဲ့တော့မရဘူးခင်ဗျားတို့ဒီဇနဲ့တော့မရဘူးစစ်ကောင်းဆောင်ဆိုတော့မျိုးတော့ခင်ဗျားတို့ဂျပန်စာဘူးတိုင်းကိုပြတ်သားနေရမှာကြာရှုံးမှုရှိနေတော့မှာပဲဂျပန်စာဘူးတိုင်းတွေသူတို့ကြာရှုံးရင်သူတို့မလုပ်လဲသူတို့ရင်ဝါကိုသူတို့ဓာတ်နဲ့တည်ပြီးတော့ကိုသူတို့တာဝန်ယူမှုသူတို့ခုတ်ခိတ်တာပါဗျာနော်တာဝန်ယူမှုဒီလိုလုပ်တယ်အခုချိန်မှာဂျပန်စာဘူးတိုင်းနေဟာစာဘူးတိုင်းစိတ်တက်ဘယ်လောက်ရှိတယ်ဆိုတော့သူတို့ကြာရှုံးရင်ပြည်သူလူထုကိုဖိန်ကုန်းကြော့ပြီးတော့ကိုယာတို့ကနေပြီးတော့ဆင်းသွားတယ် နော်ဟိုတို့စီရစစ်ကောင်းဆောင်ကတော့စာမူတိုင်းစိတ်တတ်မရှိဘူးအဲ့တော့ဇာတွေပြင်းစမ်းပါလေဒီဇာတော့ကျူကျူခေါ်ရဲ့စမူသာစိတ်တတ်ပဲရှိရတဲ့ဟာလေတော့ဒီဇာတွေတော့ဘာမှမလုပ်တဲ့ဘာမှမအောင်မြင်နော်ဒီဇာဒီဘလာလောင်နေအေးဘလာလည်းမရှိဇာလည်းမရှိဘူးအဲ့တော့ဆိုးတယ်အဲ့တော့နော်ဟိုတော်တော်လေးပေါ့ဟိုတော်တော်လေးကျွန်တော်တို့တော့မှပြောရတာတော်တော်ကြက်တဲပါတယ်တော်တော်ခက်ပါတယ် ဲ့တော့ခင်ဗျားတို့ဒီနောက်တစ်ခုပြောမယ်နော်အဲခင်ဗျားတို့စက်တီတွေစက်သားတွေရောနော်စက်တက်အားပြထောက်ခံသူရောစိမ့်စိမ့်တောက်တွေရောကျွန်တော်ပြောမယ်နော်ကျွန်တော်အာဥမာဖြစ်ခင်ဗျားတို့ကျွန်တော်တို့ဆိုလို့ရှိရင်အဲ့တော့ဘောမာကြီးခေါ်တော့ဘူးနော်ဘောမာဘောမာကြီးဘောမာပြောင်းကြီးထားပါဘူးသူတို့ခေါ်တယ်ပေါ့အဲ့တော့ခေါ်တဲ့ခါမှာခေါ်ပြီစီမှန်းဖြစ်ဘူးအဲ့တော့ဘောမာတည်င်းနော်အာဘောမာတည်င်းနေကျွန်တော်မပြောပါဘူး အဲ့တော့ဘောဒရင်နားထောင်ခြင်းဘောဒရင်လွှင့်တဲ့သူတွေဘောဒရင်ပြောတဲ့သူတွေနော်ဘောဒရင်တင်တဲ့ channel တွေမှာနားထောင်ပါအဲ့တော့ကျွန်တော်စီမှာနားထောင်မယ်ဟဲ့ဆိုပြီးရှင်ကျွန်တော်တိတာကိုပဲကျွန်တော် share လိုက်မယ်ကျွန်တော်တိတာကိုပဲကျွန်တော်ပြောလိုက်မယ်အဲ့တော့ကျွန်တော်အတိကိုကျွန်တော်ပြန်မလဲဘူးနော်အဲ့တော့ကျွန်တော်တိရှိထားသမျှကိုကျွန်တော်ရဲ့ဒီမိတ်ဆွေတွေတကယ်ချင်းနဲ့အမျိုးတွေပေါ့ဗျာခင်ဗျားတို့အားလုံးနဲ့ပြန် share ဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်မပြောရင်မပြောဘူးပြောရင်လည်းလိမ်မှာမဟုတ်ဘူးအဲ့တော့ခင်ဗျားတို့ကိုကျွန်တော်ဒါစကားပြင်ခဏသလိုပဲ ဘောဒရင်ကြားခြင်းဘောဒရင်နားထောင်ရင်ဘောဒရင်ပြောတဲ့စမှာသွားနားထောင်ပါเนาะဘောဒရင်နဲ့ channel ကိုသွားပါကျွန်တော်ဒီဘောဒရင်မပြောပါအေးဘောမပြောင်းရရင်ရောဘောမချင်းချင်းပြန်ကြိတ်နေရနော်ဟာကျွန်တော်သိထားသမျှတော့ကျွန်တော်ပြောပါဖြစ်တဲ့အကြောင်းမလို့နိုင်မှန်နဲ့ခိုင်ခံတယ်เนาะ သိရင်သိတယ်မသိရင်မသိဘူးပေါ့ဗျာနော်အခုတော့じゃကျွန်တော်သိထားမှမရအောင်ကျွန်တော် share ခြင်းဖြစ်ပါတယ်နော်ဘောဒရင်နားထောင်ရင်အဲ့တော့အကြောင်းဆိုအမှန်တရားပေါ့ကျွန်တော်သိထားတဲ့အသည့်ကိုနားထောင်ရဲမှာနားထောင်တော့တဲ့ဓာတ်ခံရှိမှာနားထောင်တော့တဲ့ကိုခံအားရှိမှာကျွန်တော်ရဲ့ channel မှာဆက်လက်နားထောင်တာကောင်းလိုက်မယ်နော်အေးပါရောက်ရည်ကတော့ပါလို့ပဲအဓိကနှစ်ခုပြောခြင်း ਨੇ ARV တိုင်းအချင်းနေဒူတိုင်းမှုကိုအဲစစ်တီတီအနေနဲ့နည်းနည်းလေးဒေါသတပုတ်ထွက်တယ်ကိုလူကိုကြိုးတုတ်ထားလို့ဖြစ်နေတယ်တတိနေကြိုရတယ်ဘာမှမလုပ်ဘူးเนาะအခုဆိုရင် ကာဂီစခန်းတစ်ခုကပေးဆက်လိုက်ရတယ်။တိုင်ရင်မှုထိပေးဆက်လိုက်ရပါမယ်။နော်။ဒါကအဲကျွန်တော်သိရှိထားသောသတင်းကိုကျွန်တော်ပြန် share ခြင်းဖြစ်တယ်။အဲ့တော့စာကက27နဲ့ပတ်သက်လို့ကတော့နော်ဟိုခင်ဗျားတို့ဘယ်လိုပဲပြောနေပြောနေအခုလက်ရှိအခြေအနေအားလုံးသုံးသပ်ကြည့်တဲ့အခါမှာတော့မိမိရဲ့ mission ဆွဲမှုတွေမှာလိုအပ်တယ်နော်မိမိရဲ့ဒီအဲပရိုဂရမ်ဆိုတော့အောက်ခြေမှာလည်းဒီကျွန်တော်တို့နေနေမရှင်းနေနိုင်တာကလည်းပြဿနာဖြစ်တယ်နော်အဲနောက်ဆုံးပိတ်ပေါ့ လေရင်မှုရဲ့ဆုံးဖြတ်ချက်ပေါ့ပိုင်လို့ရဲ့ဆုံးဖြတ်ချက်ရဲ့မှားွားတာလည်းပါလိမ့်မယ်เนาะအဲ့တော့လေရင်နဲ့ဆုံးရှုံးရတယ်ပိုင်လို့ကလည်းသူတခြားဆုံးဖြတ်ချက်မရှိလို့ဖြစ်ပါလိမ့်မယ်အဲ့မှာထားရင်လည်းလေရင်ပျက်စီးမှာပဲလीเนาะအဲ့တော့အခုသူတို့စီကရုပ်တောင်ပြတ်ကြည့်တဲ့ခါမှာတော့တဝက်ပဲပန်ပါလေကျန်တဲ့ဒီဘာလို့လဲဆိုတော့လေပြတ်တာသူတို့မတွေ့သေးပါဘူးเนาะမတွေ့သေးဘူးလို့ပြောလို့ရတာပေါ့ဗျာအခုတွေ့ရတဲ့လေရင်ကသူတို့ပြောထားတဲ့ဗီဒီယိုဖြတ်ညက်ကလွန်ခဲ့တဲ့နှစ်ကလွန်ခဲ့တဲ့နှစ်တွေကဒီ ရုပ်တံအတုလို့လည်းပြောရင်အဲကျွန်တော်တို့ကတော့ဒါမျိုးသွားဆင်နေတာကိုတွေ့ရတယ်ပေါ့ဗျာနော်အဲ့တော့ဒါကတော့ကျွန်တော်အေးပြောင်းရင်တော့ပြောပါရဲ तू တွေ့ခဲ့တဲ့အမှန်တရားတဲ့မင်းဘယ်ဟုတ်သွားကြည့်ပြီးအမှန်တရားလို့ပြောနေတယ်ပြောင်းရင်မင်းတို့ဘောမတွေကအမှန်တရားကိုမမြင်တော့ဘူးဆက်လက်ပြီးမြင်ခေါ်အောင်ပါပါအဲ့တော့ကျွန်တော်ဒီကဆိုလို့ကျန်တာကတော့ပြဿနာဖြစ်တိုင်းမှာကျွန်တော်တို့ဒီလေရင်တိုင်းကစားတာမဟုတ်ဘူးနော်လင်းပြချခံရတိုင်းကစားရတယ်မဟုတ်ဘူးတည်ရင်မှုကြတိုင်းနဲ့ကစားတယ်တည်မှုကြပြီးတော့တာမဟုတ်ဘူး လင်းရင်ပြစ်တတ်ခံရနိုင်ပြီးသွားတာမဟုတ်ဘူးအဓိကလိုချင်တာပါလဲဆိုတော့တာဝန်ယူမှုတာဝန်ခံမှုရိုးသားမှုနဲ့အလုံလုံမှုနဲ့ပြတ်သားမှုပဲလိုအပ်တယ်အဲ့တော့အခုစစ်ကောင်းဆောင်လုပ်ပုံကတစ်ချိန်လုံးအားလုံးလက်ညှိုးထိုးနေသလိုပဲအခုပုံမှန်လေးလေးဝန်ခံရတဲ့တတိကိုမရှိတာတော့ဆိုရပါဘောနော်အဲ့တော့ဘန်မော်အနေနဲ့တော့အခြေအနေတွေစည်ရဲခြင်းတွေလုံးဝလုံးဝကျွန်တော်ယုံကြည်တယ်ဘန်မော်ဟာဆက်လက်ပြီးဒီတိုက်ပွဲကိုရည်ရွယ်ချင်ရောတိုက်ပွဲဝင်သွားနိုင်မယ် တပုံနေခွေးကြွက်ဝတ်ကြည့်ရပါမှာမပူပါနဲ့နော်ကြည့်လေဘာမို့တိုက်ရတနစ်ကျော်ဘာဖြစ်လာဘာမှဖြစ်မလာအောင်နော်တနစ်ကျော်ပြီသူတို့တရားဝင်ကြီးညာလား၅လပဲရှိတာအမှန်တကယ်တိုက်တာတနစ်ကျော်ပြီအဲ့တော့ဘာမို့ကပန်းပန်လေးရပဲဖြစ်တယ်အခုဆိုလို့ရှိရင်အင်အားပိုကောင်းလာတယ်အခုလေရင်သုံးသိသွားဆိုတာဒါကျွန်တော်တို့ပြောလို့ရပြီတို့အပ်တဲ့ရိတ်ခါတွေလူတွေအင်အားတွေသွားချလာလို့ကျွန်တော်သုံးသတ်တယ်ခုတော့အင်အားတွေလည်းရောက်ပြီဟုတ်လားအင်အားတွေလည်းရောက်ပြီနောက်ဆိုရင်အခုတကယ်ကျွန်တော်တို့ online ပေါ်ဆက်ချ ထားတဲ့တင်းနေရဆိုလို့ရှိရင်ဒါကျွန်တော်လည်းအတီးပြုတ်ကိုစူးစမ်းတဲ့ခါမှာတော့အတီးပြုတ်လို့လည်းရတယ်အဲ့တော့အဲ့မှာအဲကျွန်တော် drone တပ်ဖွဲ့တွေရောက်နေပြီเนาะ drone တပ်ဖွဲ့တွေရဲ့ဆောင်ရွက်ချက်ကအရင်ကဆိုလို့ရှိရင် drone တပ်ဖွဲ့ကျွန်တော်အားနည်းနည်းနေတယ်အားနည်းတယ်ဆိုတဲ့အတိပယ်က drone သမားကပြည်အောင်အားကြီးတဲ့ခါကျတော့အဲဒါမျက်စိတွေပါညောင်းပြီးကြိုက်တဲ့အခြေအနေမျိုးတွေတည်ရှိတယ်။အေးအခုနောက်ပိုင်းမှာ drone တပ်ဖွဲ့အစ်စ်ဝင်တွေရောက်လာတဲ့အခါမှာပြန်မယ်တိုက်မယ်ပြန်မယ်တိုက်မယ်ဆိုတာကြီးပဲဖြစ်နေတယ်နော်။အဲတော့ ဒရုန်းအားကောင်းတဲ့အတွက်ကြောင့်မို့လို့ AE လက်စစ်ကြောင်းလိုက်တွေပြုတ်နေပြီတမ်းပါပါနော် KIA လက်ပိုးစပစက်ကျနေပြီอืม PDF တွေဆိုလို့ရှိရင် ခေါ်လို့တော့မရတော့ဘူးစကမေးတော့မရတော့ဘူးမလာဘူးတဲ့အဲပုံစံမျိုးတွေဒီဖြစ်နေပြီအဲ့တော့ဒရုန်းအားတွေလည်းပိုကောင်းလာတယ်နော်အဲ့တော့တိုက်ပွဲအနေနဲ့ကတော့အရာရာဖြစ်နိုင်တယ်ဆိုပေမဲ့ကျွန်တော်တို့ရေုံကြီးကြီးနဲ့အားပေးတယ်ဒီကလိုချင်တာကဘာလဲဆိုရှင်ရဲဝင့်ပြတ်သားမှုနဲ့ရိုးသားမှုလိုအပ်တယ် အဲအလုံးမဲ့ဒီဗီဒီယိုမှာတွေ့ရတဲ့အကြောင်းအရာလေးကတော့ပြောင်းရင်းပြုတ်နေတဲ့စကားတွေကဒီကေကူမတော်လိုင်းရင်ဘက်ကလူပဲကြီးဟာသဆန်ဆန်နဲ့ဖြစ်နေပြီးတော့ငှက်ကင်စားရင်းနဲ့ငှက်ကင်အသားလေးကိုဒီကောင်လေးရဲ့ဟာသတွေနဲ့အိုင်ကြည့်ပြီးမီးရတယ်ဆိုတဲ့သဘောတရားပါဗျာအဲဘာလို့ဒီကောင်လေးခင်ဗျာမလဲစစ်တရားရှုံတော့ဟုလို့ပြောတာတော့မထူးတော့မထူးစမ်းတော့ပါဘူးဒီကောင်လေးရဲ့ဘဝအောက်ကဘလောက်ခံနေရခံနေရအတန်ကတော့ထွက်နေတော့မှာပဲမျိုးပြီးတမျိုးကိုကြာလိုက်တာနောက်ဆုံးဘန်ဘောရောက်တာဘန်ဘောမှာသူတို့ခံနိုင်တာတနည်းရှိပြီဆိုပြီးသူတို့ခံနိုင်ရင်စွမ်းအားကိုပြနေပါတယ် ဒီကောင်ကတော့မင်းအောင်လိုက်အိမ်ပေါက်ဝါကိုမင်းအောင်လိုက်နဲ့ကျူကျူခေါ်ရဲ့အိမ်ပေါက်ဝါကိုတော်လိုင်းကြက်တွေရောက်ရင်တော့မင်းအောင်လိုက်နဲ့ကျူကျူခေါ်ကအိမ်ထဲမှာခံနိုင်တယ်ဆိုပြီးတော့တောင့်ခံနေတာကိုဘုံဝင်ကြွားဆိုပြောနေမဲ့ခေါင်းလေးဖြစ်ပါတယ်။ဒါကြောင့်ဒီလိုဘောမတတိုက်နဲ့သူ့ရဲ့အဖမင်းအောင်လိုက်နဲ့ကျူကျူခေါ်လို့တမိသားစုတုံးကိုပြင်ထုတ်ပြဖို့ကျွန်တော်တို့တော်လိုင်းကြီးဘက်ကလူတွေရောတော်လိုင်းပြည်သူတွေအားလုံးမနေစင်နဲ့တော်လိုင်းသတိတော်လိုင်းသတိမပြတ်ကြဖို့လူကကြောင်းဒီနေရာကနေပြီးထပ်မံပေးလိုက်ပါတယ်။